မွေးဖွားလာတော့ကတော့မိဘတိုင်းအတွက်တာသမီတိုင်းကယတနာလေးတွေပါပဲအရွယ်ရောက်ပြီးကြီးပြင်းလာတဲ့အခါမှာတချို့ကယတနာလေးတွေဆက်ဖြစ်တယ်တချို့ကတော့ရတာနာလေးတွေဖြစ်ကုန်ရောအဲ့တော့ယတနာမှာယတနာတို့ရဲ့ယတနာမှာရတာနာတို့ရဲ့ဆိုပြီးကွဲကုန်ကြတယ်ကိုကပါလီရဲ့ဆဆာ ကိုမိဘကိုတတိယတဲ့သူတွေရှိလားဒါလေးစားလို့ရှင်ရောငါအမေကစားချင်နေမလားဒါလေးဆိုရင်ရောအဖေကစားရပါမလားဆိုပြီးတော့တွေးနေရဲဆိုလို့ရှိရင်ရှင်တို့ကလည်းစေတနာလေးတွေပါပဲရှင်တို့ကဒီကဘာပေါ်မှာမိဘအတွက်အရန်ကိုဂုံယူရတယ် လေးစားတမ်းမူထားရတဲ့ရေဒနာစစ်လီတွေပါ